ဖလားသမာဘတ်နဲ့နေရောဓသမာဘတ်ဥပဇင်းဟာတမထယာနိကပုဂ္ဂိုလ်ရေရအပ်တဲ့တမထဇံကိုမရတဲ့အတွက်နေရောဓသမာဘတ်ကိုမဝင်စားနိုင်ဘူးဖလားသမာဘတ်ကိုပဲခံစားနိုင်ပါတယ်ရိယာပုဂ္ဂိုလ်များဟာမိလိုရရှိထားတဲ့ဖလားသမာဘတ်ကိုဘလို့ခံစားရတယ်ဆိုတာသိတယ်ဥပဇင်းလည်းခံစားတယ်ဖလားသမာဘတ်ကိုတစ်ဆက်တည်း၅မိနစ်တာတာလောက်ပဲခံစားနိုင်တယ်ဘလို့ခံစားရလဲဆိုတော့စိတ်ကလေးဟာ ဒုက္ခနဲ့ဒုက္ခဝေဒနာနှစ်ပါးလွတ်တဲ့နေရာလေးကိုသွားပြီးစိတ်ကလေးဝင့်နေတာပဲဒီလိုလွတ်နေတဲ့နေရာလေးမှာစိတ်ကလေးသွားပြီးဝင့်နေချိန်မှာမြင်ကြားနံစားတိဆိုတဲ့အာရုံ၅ပါးမရှိတော့ဘူးတိနေတဲ့စိတ်ကလေးတစ်စိတ်တည်းဖြစ်နေတယ်ဒီစိတ်ကလေးကိုတမာရီအားကောင်းရင် ကောင်းသလောက်လွတ်နေတဲ့နေရာလေးမှာသွားပြီးခြားခြားဝတ်ထားခိုင်းနိုင်တယ်ယခုချိန်မှာဆိုရင်ဥပဇင်းရဲ့စိတ်ကလေးဟာအားအားရှိအဲ့ဒီလွတ်နေတဲ့နေရာလေးကိုပဲပြေးပြေးပြေးဝင့်နေတော့တယ် ဖလားသမားပဲဆိုတာမေ့နေတာတော့လုံးလုံးမဟုတ်ဘူးဖလားသမားပဲဆိုတာဖူညံမဲမဟုတ်လားညံဆိုတာမသိပဲမေ့နေတာမှမဟုတ်ပဲသိနေလို့သာညံလို့ခေါ်တာပေါ့ဒုက္ခဒုက္ခလွတ်တဲ့နေရာလေးသွားပြီးသိနေတာကိုဖလားသမားပဲဝင်စားတယ်လို့ဆိုတယ်နေရောသမားပဲကတော့အာယုံ6ပါးလုံးချုပ်နေတယ်အတိမရှိရောမကဘူးအသက်လည်းမရှိတော့ဘူးဥပစင်းကဖလားသမားပဲဟာမေ့နေတာလို့ပြောတာမဟုတ်ဘူးမသိပဲနဲ့လည်းပြောတာမဟုတ်ဘူး တကယ်တရားကိုလိုချင်တဲ့ယောဂီတွေရေးလိုက်လွဲနေမှာဆိုလို့ပြောတာပါ တကယ်ကိုမေတ္တာကိဥနာနဲ့ပြောတာပါမတ်တို့ဘိုးတို့ဆိုတာရောက်ဖူးတဲ့သူ ခံစားဖူးတဲ့လူမှသိတာတမာရီယာကောင်းပြီးဇံမက်ရိုင်နေတာအေးအလင်းထဲမှာအာကာသထဲမှာလာပြင်းထဲမှာနေတာမျိုးဟာလဲမက်ဖို့မဟုတ်သေးဘူးမက်ရဲ့သဘောကကိလေသာကိုအကျွမ်းမရှိပယ်တတ်တဲ့ဉာဏ်ဖြစ်တယ်ဖူဉာဏ်ဆိုတာကသူမဲ့ရဲ့အကျိုးကို ခံစားခြင်းဖြစ်တယ်ခံမြဲတယ် ဇန်ဆိုတာကဇန်ဝင်စားနေချိန်မှာ ကိုယ်စိတ်နှစ်ပါးချမ်းသာနေခြင်းများဖြစ်တယ်မခိုင်မြဲဘူးဒီတော့မညံဟုတ်မဟုတ်ဆိုတာကိုထိုမှတ်ကြပြီးသက်ဆိုင်ရာကိလေသာကိုသမှုစေတာအဖြစ်ပယ်သလမ်းပယ်ဘူးလားဆိုတော့ညံပေရန်တဲ့အတိုင်းမှအမှန်တိမှာပေါ့ကျေးဇူးတော်ရှင်မူလာတန်ရင်ကိုဆရာတော်ဖျားကြီးအရှင်ဥဩကထ